အင်းလေးကတားပြောက်လို့တောကဖြစ်နေတဲ့အမေကိုတားဖြစ်သူနဲ့ဆက်သွယ်ရအောင်ကူညီပေးခဲ့တဲ့နေမင်းအားလုံးပဲမင်္ဂလာပါဒဲဆယ်လီဘရီနျူပေးကနေပြန်လည်ကားကြိုဆိုလိုက်ပါရင်နေမင်းကပရိသတ်တွေအပေါ်မှာဖော်ရွေပြီးတော့ကူညီတတ်တယ်လို့ငလီဘေးမှာလည်းအင်းလေးဒေသတိရှယ်များစွာကြအောင်တွားရကူညီပေးခဲ့ပါရင်နေမင်းရဲ့ဖြူမြအောင်ကတော့အင်းလေးမှာရှိနေပြီးငလီဘေးတင်နေတဲ့အိမ်တွေကိုပြန်ဆောင်နိုင်အောင်ဝင်အားလူအားထည့်ပြီးတော့ဆောင်ရွက်ပေးတာကြောင့်အိမ်ဆုံးရှုံးတွားရသူတွေကအိမ်အစ်တလေးတွေပြန်ရသွားကြပါရင် နေမင်းတို့ကအင်းလေးကကြီးစားကုန်းကြီးရွာမှာအင်းလေးတွေကိုပြန်လေတိဆောက်ပေးခဲ့ပြီးတော့အမျိုးသမီးတယောက်ကတော့အင်းအစ်စ်ရတာတောင်မှမပြောနိုင်ခဲ့ပါဘူး။နေမင်းတို့ကိုပင်မနေရလေလို့မင်းနေပြီးသူ့သားလေးပြောက်သွားတဲ့အကြောင်းရှင်းဖွင့်ခဲ့ပါရီ။ဒီမျိုးသမီးရဲ့သားလေးကရန်ကုန်ရောက်သွားတာ6လောက်ကျော်သွားပြီဖြစ်ပေမယ့်အဆက်အသွယ်မရခဲ့ပါဘူး။အမေတယောက်လေးနဲ့သားပြောက်သွားတာကြောင့်တောကရောက်နေရပြီးအင်းအစ်စ်လေးရတာတောင်မှဝမ်းမသာနိုင်ခဲ့ပါဘူး။ဒါကြောင့်နေမင်းဟာ TikTok ကနေတဆင့်ပျောက်နေတဲ့စောမျက်မင်းကိုရှာဖွေပေးခဲ့ပါရီ။ စောမြင့်မင်းရဲ့ပုံလေးကိုတင်ပေးပြီးတွေ့ရင်ဆက်သွယ်ပေးဖို့အတွက်ကူညီပေးခဲ့ပါတယ်။စောမြင့်မင်းကနေမင်းတင်ထားတဲ့ TikTok ဗီဒီယိုလေးကိုတွေ့ပြီးတော့ပြန်လည်ဆက်သွယ်ခဲ့တာကြောင့်မိဘတွေနဲ့ပြန်လည်ဆက်သွယ်ရသွားပါပြီ။ ။စောမြက်မီကအသက်16နှစ်ရွယ်သာရှိသေးပြီးအင်းလေးကရန်ကုန်ကိုအလုပ်လာလုပ်တာပါ။ရန်ကုန်ရောက်ပြီးမကြာခင်မှာပဲသူ့ရဲ့ဖုန်းမှတ်ပုံတင်နဲ့ဆိုင်ရွက်တရားခိုးခံလိုက်ရပါတယ်။ကုန်ကားကြီးတွေမှာစပယ်ယာလုပ်နေတဲ့စောမြက်မီကမိဘတွေနဲ့ဆက်သွယ်ချင်ပေမဲ့လည်းဆက်သွယ်လို့မရခဲ့ပါဘူး။မှတ်ပုံတင်မရှိရင်ကားလမ်းမဲ့ဖြတ်လို့မရဘူးဆိုတာကြောင့်စောမြက်မီကအင်ကိုလည်းမပြန်နိုင်ခဲ့ပါဘူး။ဒါကြောင့်အင်းနဲ့လားတော့ကြာဆက်သွယ်ပြတ်သွားတာပါ။နေမင်းရဲ့ဗီဒီယိုထဲမှာသူ့ပုံကိုတွေ့တဲ့ကြောင်လာပြောတဲ့သူရှိရာကနေအမေနဲ့ပြန်လည်ဆက်သွယ်နိုင်ခဲ့ပါတယ် စောမြတ်မင်းဟာရန်ကုန်မှာလုံလုံနေပြီဖြစ်တာကြောင့်အင်းနဲ့ကိုတော့ခဏတာအလဲပြန်ကျင်နေလို့ဆိုပါရယ်နေမင်းကစောမြတ်မင်းကိုအင်းအလဲပြန်နိုင်အောင်လဲကူညီပေးသွားမှာဖြစ်ပါရယ်ကျန်တာတဲ့နေမင်းကစောမြတ်မင်းကိုတားလို့နေနေတွေ့တွေ့ခေါ်တဲ့ပြင်မိမတွေနဲ့ပြန်တွေ့အောင်လဲတတိယရောက်ကူညီပေးနိုင်ခဲ့ပါရယ်နေမင်းကိုပရိသတ်တွေကစားနောက်တက်ကြပေမဲ့လည်းတကယ်ရေးကြုံလာတဲ့အချိန်မှာတော့ပရိသတ်တွေဘက်မှတကယ်စေတနာထားခဲ့သူဖြစ်ကြောင်းမြင်တွေ့သွားခဲ့ကြပါရယ် အင်းလီကြီးစားကုန်းကြီးပါကသာသမီမရှိတဲ့အဖိုးဘွားစုံတွေကိုလေနေမင်းကစီးရင်နေတိတ်ချတိုက်ဆက်ပေးအိမ်တလုံးရှာအောင်ကူညီခဲ့ပါတယ်။အဖိုးနဲ့ဘွားကအသက်ကြီးမှအိမ်အောင်ကြတာကြောင့်သာသမီလည်းမရှိသလိုကျိုးတော်နောက်ခံလည်းမရှိပဲနေအိမ်ပျော်တဲ့အခါနေစရာလည်းမရှိတော့ပါဘူး။အမွေဆိုင်အိမ်ရှိတော့တာကြောင့်ကြီးရွာကလာကောက်တဲ့စီးရင်ထဲမှာမပါလာခဲ့တဲ့ဒီဖိုးဘွားစုံတွေကအလုပ်ပစ္စည်းတွေကလည်းတစ်ခါမှမရခဲ့ပါဘူး။အဲ့တွင်နေမင်းကအရင်စိတ်မကောင်းဖြစ်သွားပြီးတအိမ်လုံးနဲ့အလုပ်ပစ္စည်းတွေရှာအောင်ကူညီပေးခဲ့ပါတယ်။နေမင်းက ူအများကြားတွေကိုကိုနိုင်ရောက်အောင်သွားတယ်လို့ငွေတွေကိုလည်းလက်ကားဖြစ်အောင်စီမံခန့်ခွဲနိုင်နေတူပါနေမင်းနဲ့ဖြုတ်မြက်အောင်ကြောင့်အင်းထဲမှာအင်းတင်လေးတွေလည်းရပြီဖြစ်တယ်လို့တားပြောက်တဲ့အမေလည်းတားနဲ့ပြန်တွေ့သွားပြီဖြစ်ပါတယ်နေမင်းကတော့ကောက်ရောက်နေတဲ့အမေကိုတားဖြစ်သူကိုပြန်ရှာပေးမယ်ကြောင့်ပြီးဆိုလည်းပုံရံပြောခဲ့တာမဟုတ်ပေတေချာထိရောက်အောင်ရှာပေးခဲ့တာပါ အခုတော့တာမီနီယာပြန်လည်ဆက်သွယ်ရသွားပြီဖြစ်လို့မိဘတွေကအရှံဝမ်းသာနေပါရီမမနာတွေလည်းမရှိသလိုတကယ်လဲကုညီတက်တဲ့နေမင်းကိုတော့ပရိသတ်တွေကရန်သဘောကျနေကြပြီးတာလူတွေလည်းခေါ်နေကြပါရီအင်းလေးကပြည်သူတွေကိုစိတ်ရောကိုယ်ပါစွမ်းကိုကုညီခဲ့တဲ့နေမင်းနဲ့ဖြူမြအောင်ကိုပရိသတ်ကြီးရောသဘောကျရလားဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်ချစ်ချွာပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်